ဆိုတော့လေကျွန်တော်ဆက်ပြီးတော့မေးချင်တာကဒီလိုတမ်းမအောင်အာယူဂျူးပန်းနေတဲ့အချိန်မှာပေါ့နော်ဘယ်သူတွေကကိုယ့်အတွက်အားရင်ဖြစ်စေခဲ့လဲပေါ့နောက်တစ်ခုကတစ်ဆက်တည်းဆိုလို့ရှိရင်ဒီခက်ခဲတဲ့ကာလတွေမှာကိုယ့်ရဲ့မိသားစုမိတ်ဆွေတကယ်ချင်းတွေအချင်းချင်းဘလို့အားပေးမှုမျိုးတွေလုပ်ဖြစ်ခဲ့ကြလဲပေါ့မဆန်နေစားဖြစ်ပြီပေါ့အာအဓိကကတော့မိသားစုပေါ့နော်အာဒါကတော့ဟိုမိသားစုမှာဘာဖြစ်အဖေဆုံးရှုံးသွားရတဲ့အချိန်မှာအဓိကကတော့အဲ့အချိန်မှာတော့အမေပေါ့ ဆိုတော့နားလည်ပြီးပြီးတော့အဖြစ်တမျှအရာအကုန်လုံးကိုနားလည်ပြီးပြီးတော့စိတ်ပိုင်းဆိုင်ရာအများကြီးဆပ်ပိုပေးခဲ့ရပေါ့နော်အနောက်တစ်ခုကကြတော့အရွေးချယ်ခဲ့တဲ့ကောင်ဆယ်လာပေါ့နော်တကယ်ကိုအနားမှာအတူရှိပြီးခဲ့ပြီးတော့ကိုကိုကိုပြန်မြင်အောင်ကိုရဲ့ဆုံးဖြတ်ချက်တွေကိုပြန်ပြီးတော့လုပ်နိုင်အောင်နောက်တစ်ခုကဒီဟာမဖြစ်ဒါရင်မကြုံလာခင်အချိန်တုန်းကရှိခဲ့တဲ့ကိုယ့်ရဲ့ပုံစံအတိုင်းဟိုလူတိုင်းကတော့ဒဏ်ရာတွေဖြစ်သွားကြတာဖြစ်တဲ့အတွက်တရားရဂိုင်းတုံးတော့မဟုတ်တော့ဘူးဒါပေမဲ့လေဟို တကယ်ကိုຢာကင်နှုံးပြည့်ပြည့်ထီရတဲ့အထီကိုအော်ပြန်ပြီးတော့မြင်နိုင်လာအောင်ပေါ့နော်ဆိုတော့ရှိပေးခဲ့တယ်နောက်တစ်ခုကကြတော့အော်ဆွေမျိုးဆွေမျိုးဆိုတာအထက်တငယ်ချင်းမိတ်ဆွေတွေပေါ့နော်ကိုနဲ့အနီးကပ်ဆုံးရှိခဲ့တယ်အာပြီးတော့စိတ်တူကိုတူရှိခဲ့တယ်တငယ်ချင်းမိတ်ဆွေတွေပေါ့နော်ဟိုသူတို့ကိုယ်တိုင်လည်းကိုဖြစ်နေတဲ့အချိန်မှာအော်ဆက်သွားတော့အတင်းတော့ငါတို့ရှိရယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဘေးပါဝင်ချင်မှရှိခဲ့တဲ့ လူအများကြီးလို့ပြောလို့ရတယ်ဟိုကိုပါဝင်ချင်းမှာရှိခဲ့တဲ့လူအများကြီးကဒီဟာတွေကိုနားလည်ပြီးပြီးတော့လက်ခံပြီးတယ်နားလည်ပြီးပြီးတော့ပြန်ပြီးတော့ဟိုထူထောင်နိုင်လာအောင်လို့သူတို့ပဲစက်ခေါ်ပြီးခဲ့တယ်လို့ပြောလို့ရပါတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကွန်မန့်လောက်ဆက်ပြီးတော့ပြောပြပါဦးအဲဒီကာလတွေထဲမှာတော့ကျွန်တော်အခုအချိန်မျိုးပေါ့နော်ကိုကိုပြန်တိဆောက်လာနိုင်ဖို့ဆိုတာကျွန်တော်ခွန်ကျွန်တော်အားတစ်ခုထဲနေတော့မဖြစ်နိုင်ဘူးပေါ့နော်အဲခုနပြောတဲ့ကျွန်တော်ရဲ့ဘေးနာပတ်ဝန်းကျင်မှာရှိသော အဲကျွန်တော်ဘေးနားပတ်ဝန်းကျင်မှာမရှိမဲ့တစုံတယောက်ရဲ့ဟိုဘဝဖြတ်တန်းမှုဒီကာလကိုဖြတ်တန်းတဲ့ဝေးတွေကိုဒီလိုအဝေးကနေကြည့်ပြီးတော့ role model တယောက်နေနေပေါ့နော်ကြည့်ပြီးတော့ဟိုကိုကိုကိုပြန်ပြီးတော့တိဆောက်ယူရတဲ့အခြေအနေလည်းအများကြီးရှိတယ်ပေါ့နော်တူတယောက်ချင်းစီတိုင်းကိုပြောရင်တော့တော်တော်များပါတယ်ကျွန်တော်အဓိကကတော့ကျွန်တော်အခုလက်ရှိကျွန်တော်နဲ့ဒီ online လုပ်ငန်းတွေတောက်လျှောက်လုပ်နေတဲ့ကျွန်တော်ရဲပေါ်ရဲဘက်တွေပေါ့နော်အခုဒါရိုက်ကူးရေးဖွဲ့သားတွေရောပြီးတော့တခြား မြေပြင်မှာရှိနေတော့ကျွန်တော်ရဲဘော်ရဲဘက်တွေရှိတယ်ဒီအမတွေအကိုတွေရှိတယ်ဦးလေးတွေရှိတယ်ပေါ့နော်ဟိုကိုယ့်ရဲ့သွေးသားတော်ဆက်မှုမရှိဘူးဆိုပေမဲ့ဒီကာလမှာကျွန်တော်တို့အတူတူနဲ့တူအတူရှိပေးကြတယ်ပေါ့နော်အတူရှိပေးကြတယ်ဆိုတဲ့ကိစ္စကလည်းဟိုငါမင်းတို့နဲ့အတူရှိနေတယ်ဆိုတဲ့အခြေအလုံးတစ်ခုထဲနဲ့မဟုတ်ဘူးပေါ့နော်ဟိုတကယ်ကိုအဲဖိဖိမမနဲ့ကိုကိုဘာလိုအပ်လဲဘာကိုကိုကိုဘာလိုအပ်နေတယ်ဆိုတာကစပြီးတော့ကိုဘာအောင် မှားနေတယ်ဆိုတာဆိုတာဝိုင်းဝန်းထောက်ပြပြီးတော့ဆွဲခေါ်ပေးကြတော့ဒီလူပုဂ္ဂိုလ်ညီကောင်မောင်နှမတွေအလုံးရဲ့အားအင်တွေသူတို့ရဲ့ဖေးမမှုတွေကြောင်းနေတာကျွန်တော်တို့ပြန်တိဆောက်လာနိုင်တာပေါ့နော်အဲ့လိုပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုဟိုဆက်ပြီးတော့တွားချင်တာလေဒီ unity လို့ပြောရဲကျွန်တော်စုစည်းညီညွတ်မှုပေါ့เนาะဆိုတော့ဒီစုစည်းမှုကလည်းဒီလိုကာလပါကျွန်တော်တို့ကအခုကမွေးရဌာနနေနေမွေးဝေးနေကြတဲ့သူတွေပဲလေเนาะဝေးကွာနေကြတဲ့သူတွေပဲဆိုတော့ အဲ့ဒါကဒီသူသိညီညွတ်မှုကအခုလိုဝေးကွာနေတဲ့အချိန်မှာရေးကြည့်တယ်လို့ထင်လားကွန်မင်းလို့စပြောကြည့်ပါသူသိညီညွတ်မှုကတိတ်ရေးကြည့်တာပေါ့နော်တိတ်ရေးကြည့်တာပေါ့အဲဒါမဲ့သူသိညီညွတ်မှုဆိုတဲ့နေရာမှာလေကျွန်တော်တို့ကြားထဲမှာလို့တချို့ဟွာဖြစ်ကြတာရှိတယ်အဲအခုအချိန်နေဆိုပို့ပြီးတော့တည်တာပါတယ်ကျွန်တော်တို့အဖွဲ့တွေကွဲဟို꽌ဒီ꽌꽌ပြဲဆက်လန်းနေတယ်ပေါ့နော်မြင်ပြမှာတော့လကောက်ဒီ online social media ပေါ်မှာတော့လကောက်ပေါ့နော်ဖွဲ့စည်းတိုင်းဖွဲ့စည်းတိုင်းလို့ပေါ့နည်းနည်းများရှိကြတယ် ဒါပေမဲ့ဒါကျွန်တော်ဟိုတော်လိုင်းလေးကကျွန်တော်လေးစားရတော့ဒီအကိုတယောက်ပြောတဲ့စကားလိုပဲပေါ့နော်အဲဒီကျွန်တော်တို့တယောက်နဲ့တယောက်ကြည့်နေရလို့ရရတယ်မမတဲ့လို့ရတယ်ပေါ့နော်ကျွန်တော်တို့မတဲ့လို့ရတယ်ဟိုနောက်ဆုံးလမ်းမှာတွေ့ရင်တော့ထထိုးမယ်ဆိုတဲ့အခြေအနေအထိကျွန်တော်တို့မတဲ့လို့ရတယ်ဒါပေမဲ့မင်းသွားနေတဲ့ဝေးရပါလေငါသွားနေတဲ့ဝေးရပါလေပေါ့သူသွားနေတဲ့လမ်းကြောင်းရပါလေအဲ့ဒီလမ်းတွေကဘယ်ဥတီနေရလဲ ငါတို့ပန်းနိုင်တူလားအေးတူတယ်ဆိုရင်မင်းဒါပေမဲ့မင်းနဲ့ငါနဲ့မတည့်ဘူးမင်းနဲ့ငါနဲ့အတူတူတော့လက်ချင်းတွဲပြီးတော့တော့တွားလို့မရဘူးဒါပေမဲ့ဟိုနားလေးနဲ့နဲ့တိုးပြီးတော့တွားငါဒီဖက်ကနေတွားဆိုပြီးတော့ပေါ့နော်အထူးကပြကျွန်တော်ပြောချင်တာအဲ့ဒါပဲမတူ क्वे ပြတော့လဲကျွန်တော်တို့တွားလို့ရပါတယ်ဒါပေမဲ့ तू တွားနေတဲ့လမ်းကြောင်းကိုကျွန်တော်တို့ကကိုခလုတ်တိုက်အောင်လှုပ်တာတို့သိရမလားကိုသွားနေလမ်းကြောင်းသူကလာပြီးတော့ဆူမြောက်ဟိုဟာဖြစ်အောင်လှုပ်တာတို့အဲ့လိုမျိုးမလှုပ်ဖို့ပဲအဓိကကျွန်တော်တို့လို့မြင်ဟုတ်ကဲ့ပါကွန်မန်တော်ကျေးဇူးပါ โอเคဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ဆံမဆံဒီကိုမေးပါမယ်เนาะဆိုကျွန်တော်လည်းပြေးပါမယ်ဒီတခြားသူတွေတာမာစီဖို့ဆိုလို့ရှိရင်ရောဟိုကိုကိုတိုင်ကဖေးကူပေးနိုင်ခဲ့တဲ့အချိန်မျိုးရှိရလားရှိခဲ့ရပါလားပေါ့เนาะအာရှိခဲ့ပါတယ်အလိုမျိုးရှိခဲ့တယ်ဆိုတာကကိုတိုင်ကိုတိတိတတအာဒီနားမှာရှိပေးအတူရှိပေးတယ်ဆိုတဲ့ဟာကိုအမြဲတမ်းပြခဲ့ပြီးတော့အတူတူရှိပေးခဲ့လို့အာကောင်းကောင်းမွန်မွန် ကိုကိုရဲ့လမ်းကြောင်းလေးတွေကိုရှာဖွေတွေ့ရှိသွားတဲ့သူတွေလည်းရှိခဲ့တယ်။အာပြီးတော့ကိုကဖြတ်ကျော်လာတဲ့အချိန်မှာလေအာတချို့ကဒီလိုမျိုးဒီစိတ်ကျမ်းမာရေးကလည်းအရေးကြီးတယ်ဆိုတာမျိုးပေါ့เนาะအတတိလေးဖြစ်တာဆိုပေမဲ့လိုအပ်တယ်ဆိုတာမျိုးကိုတတိမထားမိပဲနဲ့ရှေ့ဆက်သွားနေတဲ့သူတွေကိုလည်းဘေးနားမှာတွေ့ခဲ့တွေ့ဘူးတယ်ပေါ့เนาะတွေ့တယ်ဆိုတဲ့အချိန်မှာအာ ပြောပြရဲအာဒါကတော့ဒီလိုမျိုးလေးသွားလိုက်လို့ရှိရင်ပို့အဆင်ပြေမယ်ထင်တယ်ဒီလိုလေးလုပ်လိုက်ရင်ပို့အဆင်ပြေမယ်ထင်တယ်ဆိုတာမျိုးပေါ့နော်ဥပမာလေးတွေနဲ့ပြောပြဖြည်းဖြည်းချင်းခေါ်ယူပြီးတော့သူတို့ကိုလည်းအဲ့လိုအာ service လုပ်နိုင်အောင်ပေါ့နော်ဒီလိုမျိုးကြက်တဲခက်ခဲတဲ့အချိန်မှလေးအဲ့လိုမျိုး ကိုယ့်ကိုယ်ကိုရုန်းကန်ရတာလေတော်တော်ခက်ခဲတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဟိုစိတ်ကကောင်းကောင်းမွန်မွန်ရုန်းကန်သွားနိုင်အောင်ပေါ့လေနော်အဲ့ဒါမျိုးတွေဟိုလှုပ်ပေးနိုင်ခဲ့တဲ့တွေလည်းရှိခဲ့တယ်ဒါတွေကတော့ကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတာရောပြန်ပြီးတော့ဟိုကိုယ့်ကိုကိုယ်အော်သူတော်တော်ဖြတ်ကျော်နိုင်သွားပါလားဆိုတာကိုသူများတွေတတိထားမိသွားကြတာရောအာ သူတို့ကိုလည်းဖြတ်ကျော်နိုင်အောင်ကူညီပေးခဲ့နိုင်တာရောဆိုတော့ဒါကြီးကတော့ဒီကာလ၏ထဲမှာရတဲ့ပီတိတွေပဲပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မဆန်ဒီဆိုတော့အခုကတော့ဒါဆရာဟောဆရာမနှစ်ယောက်စလုံးဆွေးနွေးပြီးစီချင်တာပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့စိတ်ထိတ်ခံစားနာကျင်ရတဲ့အချိန်တွေနောက်တစ်ခါမျှော်လင့်ချက်ပျောက်ဆုံးနေတဲ့အချိန်မျိုးတွေမှာပေါ့နော်ဆိုတော့ တယောက်တည်းရင်ဆိုင်ဖြတ်တန်းနေရတာထက်ဆိုင်ရင်ရင်ဆိုင်မေးကုဆိုဆိုကကောင်ဆယ်လင်းယူတာလိုမျိုးပေါ့နော်ဟိုတယောက်တည်းရင်ဆိုင်ကုသဖြတ်တန်းဒီလိုမျိုးကြော်ဖြတ်နေတာထက်ဆိုင်ရင်ပေါ့နော်ကိုခန်းစားချက်တွေကိုရောကိုယုံကြည်ရတဲ့သူတယောက်ယောက်ရှိမှရင်ဖွင့်ပြောပြတိုင်ပင်လာမျိုးอ่ะဟောအကျိုးရှိတယ်လို့ထင်လားပေါ့နော်ကိုမင်းလုံးစပြောပြပေါ့เออยินพ่นไตเมนเตပြောဆိုတာမျိုးဟုတ်ယင်ဖွင့်ပြတာမျိုးအချိန်ညံတောင်းယူတာမျိုးဒါကလိုအပ်ပါတယ်အားလုံးအားလုံးအားလုံးမှာလိုအပ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ လူဆိုတာကကျွန်တော်တို့တွေးဟောနိုင်စွမ်းနေရာကန့်သက်ရှိတယ်လीเนาะဟိုဆိုတော့ကျွန်တော်တို့မတွေးမိတော့တခြားရှူတော့တခုအဲ့လူကအဲ့လူစီမှာဖြေရှိနေတာမျိုးလည်းဖြစ်နိုင်တာဟုတ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်အကြံဉာဏ်ယူတယ်ဆိုတာထက်ကိုယ်အแทးမှာရှိတဲ့အရာတခုအဲ့လိုထုတ်လွှတ်လိုက်တဲ့ပုံစံမျိုးပေါ့เนาะ release လုပ်တဲ့ဟာနားထောင် ပြီးတဲ့ဟာမျိုးကလည်းအရင်အေးပါတယ်လို့တော့မြင်တယ်အဲကျွန်တော်ကိုယ်တိုင်လည်းဒီကာလမှာကျွန်တော်ယုံကြည်ရတဲ့ကျွန်တော်ရဲဘော်တွေညီကောင်မောင်နှမတွေအဲ့လို ဝိုင်းထိုင်ပြီးတော့လို့စာကြတောက်ကြရင်းနဲ့ကျွန်တော်တို့ပြောဆိုပြီးတော့အရင်ဖွင့်ကြတာတွေအတူတူငိုကြဖတ်ငိုကြတာတွေရင်ဖွင့်ရတာအဲ့ဒီခြေနေမျိုးတွေအများကြီးရှိပါတယ်ထို့နည်း၎င်းပဲကျွန်တော်ကိုရင်လာယုံကြည်လို့ပေါ့နော်အဲရင်လာဖွင့်တဲ့တိုင်ပင်တဲ့အကြံတောင်းတဲ့အဲ့လိုသူတွေလည်းကြုံမှုတွေပေါ့နော်ဆိုတော့ဒါတယောက်နဲ့တယောက်ကျွန်တော်တို့အဲ့လိုကိုင်းကျွမ်းမြေကြုံကိုင်းမြေနဲ့ပဲကျွန်တော်သွားရတဲ့ခြေနေမျိုးပဲဟိုတယောက်တည်းကြီးကျွန်တော်တို့ထန်ပိုးထားတောက်လျှောက်ကြီးထန်ပိုးထားဖို့ကျွန်တော်ဘယ်လောက်ထိထန်နိုင်ပါလဲ ကျွန်တော်ထမ်းထားတဲ့ထမ်းနိုင်သောဝင်အားထက်အစမတန်များလာတဲ့ခါကျရင်ကျွန်တော်ပြ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 တော့ဖို့ပဲရှိတော့တယ်ပေါ့နော်ဆိုတော့ဘယ်နေရာမှာဆိုတော့အဖြစ်ရှိပါတယ်အဲ့ဒီအဖြစ်ကို sharp မဲ့ပုံစံအရတော့မန်ကန်တဲ့ဝေးလမ်းကြောင်းဖြစ်ဖို့လိုတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါကွန်မန်တော်မဆန်နေနေတော့ဟုတ်အာလိုလဲလိုအပ်တယ်ပြီးတော့အဲ့လိုမျိုးရင်ဖွင့်ပြောဆိုဖို့ဆိုရတယ်တကယ်ကိုပြောပြတဲ့အရေးကြီးတဲ့ကိစ္စပေါ့နော်အာဒါမဲ့ ကျမတယောက်တည်းအမိအရဆိုလို့ရှိရင်တော့ကိုရင်ဖွင့်ပြောဆိုရတဲ့သူကလည်းယုံကြည်ရတဲ့သူဖြစ်ဖို့တော့လိုအပ်တယ်ပေါ့နော်။အော်ဒါကတော့ကျမရဲ့အတွေ့အကြုံကနေသင်ရလာတယ်လို့ပဲပြောရမလား။အကိုကတော့အော်ယုံဒီလိုပဲကိုလိုပဲဒီထဲမှာရှိနေကြတဲ့သူတွေဖြစ်တဲ့အတွက်ရင်ဖွင့်နေပြောဆိုရဲဒါပေမဲ့ဒါတွေကတစ်ချိန်မှာဟိုကိုကိုပြန်နှင်းသွားမယ်ပြန်နှင်းချသွားမယ်ဟိုအနှဲချက်လို့မှတ်ယူသွားတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေတော့မဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကိုကရင်ဖွင့်ပြောဆိုဖို့လူရွေးချယ်တဲ့အချိန်မှာလည်းဟို ယုံကြည်စိတ်ချရတဲ့သူဖြစ်ဖို့အတွက်တော့လိုအပ်တယ်။အဲ့ဒီယုံကြည်စိတ်ချရတဲ့သူတွေကိုယ်ပိုင်ဝင်ခြင်းမှရှိရဆိုရင်တော့ဘလို့ကိစ္စမျိုးလေးပဲဖြစ်ပါစေကိုယ်စိတ်ထဲမှာအာတင်းကျပ်နေတယ်လို့ခံစားရရင်ကိုယ်စိတ်ထဲမှာအဆင်မပြေဘူးလို့ခံစားရရင်ခါလေကြလေယုံကြည်ခါလေဟို လူတယောက်ကလှုပ်လိုက်တဲ့အပြုအမူလေးရုပ်တရက်စိတ်ဆူသွားတဲ့ဟာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေကအစားပေါ့နော်ဟိုရိုင်းရိုင်းဆိုင်ဆိုင်ရန်တွေ့ရမယ်လို့ပြန်ပြောရမယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုမကြိုက်ရင်မကြိုက်ကြအောင်သဘောမကြိုက်ရင်သဘောမကြိုက်ကြအောင်ဆိုတာပြန်ပြောဖို့လိုတယ်ပေါ့နော်အဲ့လိုပဲဟိုကိုယ်စိတ်ထဲမှာရှိတဲ့အနာတွေဆိုလဲဒီလိုပဲလူတွေကိုရင်ဖွင့်ဖို့လိုအပ်တယ်အဲ့လိုကိုယုံကြည်စိတ်ချရတဲ့သူတွေကိုပြောပြဖို့ဆိုတာတကယ်ကိုလိုအပ်တယ်အရေးကြီးတဲ့ကိစ္စထဲမှာလည်းပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီတစ်ခါတော့ အာဒီအခုကျွန်တော်တို့အစီအစဉ်ကအတူတူတက်မှာကြားမယ်ဆိုတဲ့အစီအစဉ်ပေါ့နော်ဒီနေ့ခေါင်းစဉ်မိရပါပေါ့နော်ဒါကိုမင်းလုံးရောမဆန်ဒီရောဒီကောင်ဒီတက်မှာကြားမယ်ဆိုတဲ့ချူတော်ကနေကျွန်တော်ကပြောနေတာဆိုတော့လေဆိုတော့အခုနေမြာပေါ့နော်ကျွန်တော်တို့ကတယောက်ယောက်ကပေါ့နော်ကျားတို့ပဲဖြစ်စီမဆန်ဒီကိုပဲဖြစ်စီပေါ့တယောက်ယောက်ကသူ့ကိုသူပျောက်ဆုံးနေတယ်လို့ဘာမှမရှိတော့ဘူးလို့ပြောလာခဲ့တယ်ဆိုလို့ရှိရင်ကိုမင်းလုံးတို့မဆန်ဒီတို့အနေနဲ့ဘယ်လိုများအားပေးခြင်းလဲကိုမင်းလုံးစပြောပြပေါ့ မင်းတယောက်တည်းမဟုတ်ပါဘူး။ဒါပထမဆုံးကြုံမဲ့စကားပဲ။မင်းတယောက်တည်းမဟုတ်ဘူး။ဗာရီဗာဗာရီလျှောက်တွေးနေရတယ်ပေါ့နော်။ဒါပုံပုံမှာပြောတဲ့စကား။တကယ် seriously ပြောမယ်ဆိုတော့ဒီကာလကတနိုင်ငံလုံးတိုင်းတာနဲ့စပွဲဖြစ်နေတာဗျာ။အဲ့တော့အဲကျွန်တော်ဗာမျော်လင့်ရမှာလေ။ဆိုတော့အဲ့ဒီအဲ့ဒီအရှိတရားကိုမြင်ဖို့နဲ့လက်ခံဖို့ပဲကျွန်တော်ဒီကပြောမှာ။အပီစကားတော့ကျွန်တော်မပြောတော့ဘူး။ဒါဆိုတော့တချို့အပီစကားတွေကတိတ်တချို့လူတွေကတိတ်တော့မလိုအပ်ဘူးထင်တယ်။ အားပေးစကားဆိုတာထက်တို့လိုအပ်တာအရှိတရားကိုလက်ခံနိုင်ဖို့ပဲလိုအပ်တာအဲ့အရှိတရားလက်ခံနိုင်ပြီးတော့ရင်အားပေးစရာမလိုတော့ဘူးတို့ကိုသူ့ကိုသူ့ရဲ့ inner strength ကိုသူရှာတွေ့သွားမှာကျွန်တော်တို့အဲ့လိုပဲမြင်နေပါတော့ဆိုတော့မြင်အောင်ကြည့်ပေါ့ဟိုဟိုကြုံမှုပါတယ်ဒီဒီဒီနေရာမှာပေါ့နော်ဟိုဟိုအဲထားပါ air con ခန်းထဲမှာနေပြီးတော့ဒီမလားအဲ့လိုအေးအေးဆေးဆေးနေရတဲ့ပြီးတော့အဲ့လိုစိတ်အဆင်မပြေဘူးပါညာညစ်တော့အဲ့လိုဆိုမိုးရေရေထဲမှာ တအဝန်ထမ်းဆောင်နေရတယ်အချိန်မီွေးဒီတေမင်းခရုံးကမှလမ်းလျှောက်နေရတယ်ဒီဂျိုဒန်လမ်းလျှောက်နေရတယ်ကျွန်တော်တို့ရဲဘော်တွေဘလို့လို့မလဲပေါ့နော် ပြီးတော့ဘယ်ချိန်ဘုံလာကျဲမလဲဘယ်ချိန်ဘာဖြစ်သွားမလဲမသိရတယ်ဒီပြည်သူတွေပေါ့နော်ဘလို့လို့မလဲပြီးတော့ဘယ်နေ့ကြောင်းတက်ရမှာလဲဘယ်မှာကြောင်းတက်ရမှာလဲဘယ်ချိန်ကြမှာဒီလေးရင်စံတွေဒီလက်နက်ကြီးစံတွေမကြားရတဲ့အခြေအနေမျိုးနဲ့ကြောင်းနေရမှာလဲဆိုတော့ကလေးတွေနော်ပြီးတော့ ဘယ်ချိန်ကောက်လာကုတ်သွားမှာလဲဘယ်ချိန်ကောက်လာဖန်သွားမှာလဲဆိုတော့ပြီးတော့နှိတ်တူကအချိန်နဲ့အမြဒီကြီးလက်စာစားနေရတယ်ကျွန်တော်တို့ဂျီတွင်းကအာကျွန်တော်တို့တော်လန်ရဲဘော်တွေဒီမြုပ်ပြလူငယ်တွေပေါ့နော်ပြီးတော့ဖွဲ့စည်းရဲဘော်တွေပြီးတော့ဒီအရက်သားပြည်သူတွေဆိုတော့ကျွန်တော်တို့အားလုံးအားလုံးကိုစီရတော့ဒါခုနပြောသလိုပေါ့နော်ထမ်းပို့ထားတဲ့ဝင်တွေအများကြီးရှိကြတာပဲဆိုတော့ပျောက်ဆုံးတယ်ကိုကိုပျောက်ဆုံးတယ်ဆိုတာလည်းတကယ်တော့လည်း ဟိုရာခိုင်နှုန်းအဖြစ်ရှင်မယ်ဆိုရင်အများကြီးပါဆိုတော့အတူတူအတူတူပျောက်ကြတာပေါ့ပြီးအတူတူပြန်ရှာကြတာပေါ့နော်ပြီးတော့အတူတူတန်မာကြတာပေါ့ကျွန်တော်တော့အလိုပဲအရှိတရာလက်ခံဖို့ပဲတိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ပါကွန်ပျူတာကျေးဇူးတင်ပါတယ်ဆက်ဆံကြည့်ဟုတ်ဟာအဲ့ဒီအဲ့ဒီလိုမျိုးသကလုံးတွေကဒီကာလတွေမှာခဏခဏကြားရတယ်ပေါ့နော်မကြသေးခင်အချိန်ကတော့တငယ်ချင်းတယောက်စီကကြားရတယ်ပေါ့အဲ့အဲ့လိုမျိုးဖြစ်လာတဲ့အချိန်တိုင်းမှာပြန်ပြောရတော့ခုနကကွန်မြူနတီပြောသလိုပဲ တယောက်တည်းမှမဟုတ်တာပေါ့နော်ဟိုအကုန်လုံးကဟိုတယောက်တမျိုးစီနဲ့ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေကြတာအဓိကတော့ပျောက်ဆုံးကြရတယ်ဆိုတာကကိုယ့်ရဲ့အရင်ကပုံစံအခုပုံစံစသဖြင့်အကုန်လုံးကိုသူတို့စဉ်းစားပြီးတော့ပျောက်ဆုံးသွားတယ်ဆိုတာမျိုးစဉ်းစားတာပေါ့အဲ့တော့ဟိုအရင်ကဟိုစစစလို့ရတဲ့တငယ်ချင်းတွေဆိုတော့ပြန်ပြောရွှေထီးဆောင်တော့အကိစ္စကြီးမစဉ်းစားနိုင်နေတော့အခုအချိန်ကနေပြန်ပြီးရွှေထီးဆောင်နိုင်အောင်စဉ်းစားဆိုတာမျိုးပေါ့နော်အဲ့တော့ဟိုလက်ရှိမှာကိုဘာဖြစ်နေလဲဘာ ကိုယ်စီမှာဘာတွေဖြစ်နေတယ်ဘာတွေကြုံနေရတယ်ဆိုတဲ့ဟာကိုအရင်စဉ်းစားအဲ့ဒါပြီးသွားလို့ရှိရင်ကိုကိုရှေ့မှာမိကုံးမှာတော့ဖြေခဲ့ပြရပေါ့နော်တရက်ချင်းအသက်ရှင်ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ကို့မှာတရက်ချင်းမှာဟိုစားလို့ရနေသေးတယ်ငါဒီရိတ်ကလေးအောက်မှာနေနေရသေးရဲ့ဟိုငါကောင်းကောင်းမွန်မွန်လေးစားလို့ရနေသေးရဲ့အဲ့တော့အဲ့ဒါလေးတွေတခုချင်းစီကိုအရင်ပြန်စင်းစားပြန်စင်းစားပြီးတော့မှပျောက်ဆုံးသွားတယ်လို့ထင်တဲ့ကိုကိုကိုတခြားဝေးနဲ့ပြန်ရှာကြည့်ဒီဝေးမှာရှာလို့မရရင်နောက်တစ်ဝေးမှာရှာကြမယ်ဆိုပြီးတော့ပေါ့ ဆန်နီတို့ပါဝင်ခြင်းမှာဆိုလည်းရှိရယ်အာတချို့တွေဆရာဝန်မျိုးကနေပြီးတော့သူတို့ဆုံးလုပ်ခဲ့ကြရယ် CDM လုပ်ခဲ့ကြရယ်အာတချို့ဆိုလည်းအာသူတို့ကအရင်ကဟိုဟို ID ဘိုင်းမှာအရန်ကျွမ်းခဲ့တယ်ဒါပေမဲ့ဆုံးလုပ်ခဲ့ကြရယ်တကယ်တမ်းကျတော့ဒီဖက်မှာပြန်ပြီးတော့ကိုယ့်ကိုယ်ကိုယ်ရက်တီဖို့ဆိုတဲ့ချိန်မှာဆရာဝန်ဆိုတကယ်ခက်ခက်ခဲတယ်လို့ပြောလို့ရရယ်ပေါ့နော်ပြန်ရက်တီဖို့ဆိုတာဒါပေမဲ့သူတို့တွေသူတို့ဖြစ်သွားတဲ့အရာတွေကိုလက်ခံတယ် တခြားဝေးတွေကိုပြန်ရှာကြတယ်အဲ့တော့တခြားဝေးတွေမှာသူတို့ပြန်လုံနိုင်တဲ့ဟာတွေအများကြီးပေါ်လာတယ်သူတို့အကျိုးပြုနိုင်တဲ့ဟာတွေအများကြီးပေါ်လာတယ်ပေါ့เนาะအဲ့လိုပဲပေါ့ကိုကဒီနေရာမှာပျောက်ဆုံးသွားတယ်လို့ထင်နေမယ်တခြားနေရာမှာကိုကတခြားတန်မှုနဲ့နေရာတစ်ခုကိုတော်တော်ရှိနေရှိနေအောင်ပါပဲအဲ့တော့ဖြစ်နေတဲ့ဟာကိုလက်ခံလိုက်လက်ခံပြီးသွားလို့ရှိရင်အဲ့ဒီအချိန်မှာအဆင်မပြေသေးရင်တရက်ချင်းလေးအသက်ရှင်တရက်ချင်းရှိရာလေးတွေကိုကျေစုတင်ပြီးသွားရင်တော့နောက်တစ်ဝေးနဲ့ကိုကိုကိုပြန်ရှာကြမယ်ပေါ့ ဲ့ဒီလိုပဲအားပေးဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မဆန်လေးဆိုတော့အခုနောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးတစ်ခုဆွေးနွေးပြသချင်တာကတော့အာဒီတူတူတန်မာကြမယ်ဆိုရဲကျွန်တော်တို့ရဲ့ခေါင်းစဉ်လေးအတိုင်းပဲပေါ့နော်အခုလိုမျိုးကာလမှာကိုတက်နိုင်တလောက်တက်ဆွမ်းသမျှဘက်ကနေပြီးတော့တော်လန်ရုံးကန်နေကြတဲ့သူတွေအားလုံးကိုပေါ့နော်ကိုမင်းလုံတို့မဆန်နေတို့ရဲ့ကိုအတွေ့အကြုံလေးဖြတ်တန်းမှုလေးအတိုင်းပေါ့နော်ဟိုဘယ်လိုသတင်းစကားလေးများပါချင်လဲပေါ့နော်နောက်ဆုံးအနေနဲ့ဆွေးနွေးပြပါအောင်ကိုမင်းလုံစပြီးပြောပြပါ ခုနစကားတွေကိုပဲပြန်ကောက်အောင်ပါပဲပေါ့နော်ခုနမဆန်နေပြောတဲ့ထဲမှာလည်းပါတယ်ကျွန်တော်တို့အရင်တော့ရှူတီဆောင်းခဲ့တာတွေခဏမေးလိုက်ကြာတော့မယ်မမေးချင်လည်းမေးရတော့ပါပဲပေါ့နော်အဲ့ဒါကြီးကိုတန်တာနေသေးရေကျွန်တော်တို့လက်ရှိပစ္စုပန်မှာဘာမှရှေ့ဆက်ပြရတော့မှာမဟုတ်လက်ရှိပစ္စုပန်မှာရှေ့ဆက်လို့မရရင်အနာဂတ်ဆိုတာလည်းမရေရတော့ဘူးဆိုတော့ပထမအချက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ဆိုရင်လည်းပဲဒါအနာမသိခင်တော့အခြေအနေလေးဆိုတော့အကြောင်းသားလူငယ်လုံးဝပေါ်ပါ ပေါ်ပါနေတော့အရွယ်ပေါ့နော်လုံးဝအပူပြင်ဒီလောက်ကြီးမရှိသေးတဲ့ဟိုအခြေအနေမျိုးတွေပြီးတော့ငယ်တငယ်ချင်းတငယ်ချင်းနေနေလို့တွာလာလှူရှာပျော်ပါခဲ့တဲ့အခြေအနေမျိုးကိုဝါသနာပါတာလေးတွေလို့နော်ကိုနာကရီမန်းချက်လေးတွေနဲ့ကိုစိတ်ကူးရင်လေးနဲ့ကိုပေါ့နော်နေခဲ့ရတယ်လို့အလုံးဝကြည်လင်တော့အဲလူငယ်ဘဝရှိခဲ့ဘူးလေပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းအခုချိန်မှာတော့ပြန်မရနိုင်တော့ဘူးဒါပေမဲ့လည်းခုနပြောသလိုကျွန်တော်တို့ဘာလို့ဒီဃာကြီးတစ်ခုလုံးဖြစ်လာလဲဆိုတော့ ဇင်းမြစ်ကိုရှာဖို့လုပ်တယ်ပြီးတော့ကျွန်တော်တို့ကဘာကိုစိတ်အလိုမကြတာလဲဘယ်ဟာကအတိကလဲကျွန်တော်တို့စိတ်အခြေအနေကျွန်တော်တို့စိတ်အဆင်ပြေဖို့အရေးကြီးရလားဒီ system ကြီးတစ်ခုလုံးအမြင့်ပြတ်ဖို့ကပိုအရေးကြီးရလားပေါ့နော်အဲ့နောက်ခုကျွန်တော်တို့ balance ကို change လိုက်ရင်တည်တာပါတယ်ဆိုတော့ခုနပြောတဲ့စကားပဲအရှိတရားကိုလက်ခံလက်ခံဆိုတဲ့နေရာမှာလဲယူသားဖို့လိုတယ်ကိုကိုကိုလဲပေါ့နော်အရှိအရှိတိုင်းလက်ခံလိုက်လက်ခံလိုက်ပြီးတော့ အာကျွန်တော်ကျွန်တော်အနေနဲ့ပြောလို့ဆိုကျွန်တော်ကိုယ်တိုင်လည်းဒုက္ခိတဆိုစကလုံးလက်ခံရတာပဲပေါ့မတန်ဆွမ်းပေါ့ထားပါတော့ဆိုအဲ့ဒီစကလုံးလက်မခံခြင်းဘလို့ဘလို့ဘလို့တော့လက်ခံခြင်းမလဲပေါ့ဒါပေမဲ့လက်ခံလိုက်ရတာပဲဆိုတော့အဲ့လိုမျိုးပဲအာအရင်တော့ကဘာဖြစ်ခဲ့တယ်ဘာလုပ်ခဲ့တယ်ဆိုတာမျိုးတွေကအခုချိန်မှာတိတ်လည်းအရေးမကြီးတော့ပါဘူးဆိုတော့လက်ရှိပြစ်ဆုံးပံပဲတေချာကျွန်တော်တို့အရှိတရားတိုင်းပဲပေါ့နော်လက်ခံပြီးတော့ဆက်သွားဖို့ကိုပဲအတိအကကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကွန်မန့်လို့မဆန်ဒီနေနဲ့ပြောပြပါအောင်သတင်းစကားလေးပေါ့ဟုတ် အာအဓိကတော့ဘသူမှဟိုတန်တန်ရာမရှိကြတဲ့သူမရှိဘူးပေါ့နော်အကုန်လုံးကတန်ရာတွေရှိကြတယ်ဒါပေမဲ့ဒီဟာတွေကိုကုစားပြီးတော့ဟိုရှင်တန်သွားကြတာပေါ့နော်အဲ့ဒါကြောင့်မို့လို့အာ ရှင်သန်သွားကြတယ်ဆိုတဲ့နေရာမှာလည်းတယောက်တည်းမဟုတ်ဘူးဘေးနားမှာလူတွေရှိရဲအဲ့လိုပဲကို့ဘေးနားမှာလည်းတခြားလူတွေရှိရဲသူတို့ဘေးနားမှာလည်းတခြားလူတွေရှိရဲအဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအာကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအများကြီးရှိ ရှိတယ်လို့မျိုးအာကိုကလည်းတန်ဖိုးထားရတဲ့လူတွေအများကြီးရှိရဲပေါ့နော်အဲ့တော့အာဒီလူတွေကတော့တယောက်ကိုတယောက်ဘယ်သူမှဆုံရှုံကျင်ကြမှာမဟုတ်ဘူးအဲ့တော့အာကျမတို့တန်တန်မာမာနဲ့အကုန်လုံးတယောက်လက်ကိုတယောက်တွဲပြီးတော့ပဲကျမတို့သွားခြင်းနဲ့ခရီးကိုအဆုံးထိသွားကြမယ်ပေါ့နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးပြပြဆူဆုံနဲ့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဒီကျွန်တော်တို့ဒူတံမာကြမယ်ဆိုတဲ့ခေါင်းစဉ်လေးရနေတစေကျွန်တော်ဆွေးနွေးသွားကြတာပေါ့နော်ဆိုတော့အဲပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ဆိုတော့ဒီကျွန်တော်အခုတတိထားလိုက်မိတဲ့အချက်ကလေးတွေအရင်ကောင်းတဲ့အချက်ကလေးတွေကပါရည်လဲဆိုတော့ပြဆုံပြအောင်တည်တည်ကြည့်မယ်သူများကိုလည်းချီထိုးမခံနဲ့အတူတူသွားကြလို့ရတယ်ဟိုအတူတူဖေးမကြမယ်ပေါ့နော်ဖေးမကြမယ်အတိုင်းဝိုင်းဆိုတာလည်းလိုတယ် သူများခက်ခဲဖြစ်နေရင်လည်းကျွန်တော်တက်နိုင်တယ်များဝိုင်းခုမယ်ကျွန်တော်တို့ကလည်းပဲယဉ်ဖွဲ့เสียရှိရင်ဟိုအမနာနဲ့ယဉ်ဖွင့်ပြောပြတိုင်ပင်ဖို့လိုတယ်နော်ဆိုတော့ဒါဒီချက်ကလေးတွေတော့ကျွန်တော်တို့ရလိုက်ပါတယ်လို့ဟိုကျွန်တော်တို့လည်းခွန်အားဖြစ်စေပါတယ်ဆိုတော့အဲ့တော့ကိုမင်းလုံရောမဆန်လီရောကျေးဇူးအများကြီးတင်ပါတယ်ကြီးစုနေကြတဲ့ပရိသတ်များလည်းပဲဒီဆွေးနွေးသွားတဲ့အတူတန်ပါကြမယ်ဆိုတဲ့ခေါင်းစဉ်လေးရနေတစ်စင်းအခုကျွန်တော်ဆွေးနွေးသွားတဲ့အချက်တွေဟာကြီးစုနေကြတဲ့သူတွေအားလုံးတို့လည်းပဲစိတ်တက်ခွန်အားဖြစ်စေမယ်အတူတူတန်ပါကြနိုင်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်အားလုံးအတူတူတန်ပါကြပါမယ် ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်တင်ဆက်မှုအဲနောက်ဆုံးအပိုင်းလေးဖြစ်တဲ့အတူတန်မာကြမယ်ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်တို့ဆွေးနွေးတင်ဆက်သွားတာပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကနေတဆင့်ချစ်ချွနေကြသူပြိတ္တအပေါင်းလည်းပဲအတူတန်မာဖို့အတွက်ခွန်အားတွေရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲကျွန်တော်တို့ဒီအစီအစဉ်တင်ဆက်မှုကိုအဲချစ်ချွပေးကြတဲ့ပြိတ္တအပေါင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒီကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်တင်ဆက်မှုကိုနိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရဲ့အတင်းကဒီအစီအစဉ်တင်ဆက်ပေးတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်